ဒလာပါယနေ့အတွက်မြန်မာသတင်းမြင့်နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုမကူတူစုစည်းတင်ဆက်ထားတာပါမနေ့အောက်တိုဘာ10ရက်နေ့ကတဲ့ထိုင်းမြန်မာနယ်စပ်ထီးကီးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံလေးလုံးကျဲချတိုက်ခတ်ပြီးစစ်တပ်နဲ့နဲ့ပါပြတ်ခတ်သွားပါတယ်တဲ့ KAI ကထုတ်ပြန်တယ်ရှိရနေ့သတင်းမှာကြတော့အဲ့ဒီထီးကီးရွာကိုပဲเนาะရှိရနေ့သတင်းမှာကြတော့ဩဒါထီးကီးရွာကိုစစ်တပ်ကတည့်ရက်ထဲမှာလေရင်နဲ့ဘုံအလုံး၄၀ကျော်ကျဲချတိုက်ခတ်သွားပါတယ်ဆိုပြီးငိုကြွေးနေကြတယ် ဆိုတော့စစ်တပ်ကိုလေးရင်စီပိတ်ဆို့ရေးလေးရင်စီဖြတ်တောက်ရေးဆိုပြီးနိုင်ငံတကာမှာဒိုးရေးဒိုးရေးအော်ခဲ့တာဘာတို့လေးခင်ဗျားတို့စစ်တပ်ကိုလေးရင်စီပိတ်ဆို့ဖို့အတွက်တန်ခတ်ပိတ်ဆို့ပါဟိုကုမ္ပဏီကိုပုတ်ဆို့ပါအာ PDD EB တို့ PDD OR တို့ MOG တို့ကစတန်းခတ်ပိတ်ဆို့ပါဆိုပြီးနိုင်ငံတကာကအတနာခံခဲ့တာဘာတို့လေးခင်ဗျားတို့စစ်တပ်မှာလင်းရင်စီမရှိတော့ဘူးလို့စိတ်တဲစစ်စီရင်နဲ့ဝါရဖြန့်ချီစိုက်ဝါလုပ်ခဲ့တာဘာတို့ဒီလေးခင်ဗျားတို့ စစ်တပ်ကလေရင်တွေကိုပြစ်ချဖို့ငှက်ကင် project အတွက်လေရင်ပြစ်လက်နက်ဝယ်ဖို့အတွက်ဘာကန်ပိညာကန်ပိဘာညာကန်ပိလုပ်ခဲ့တာခင်ဗျားတို့စစ်တပ်ကလေရင်တွေကိုကိုနားမှာပြစ်ချနိုင်လိုက်ပါတယ်ဒီနားမှာပြစ်ချနိုင်ခဲ့ပါတယ်ငှက်ကင်အရသာအရန်ချိုပါတယ်လို့ပြောခဲ့တာဘယ်သူဒီလဲခင်ဗျားတို့เนาะ တက်မတော်ကခုနိုင်ငံသားချင်းချင်းမှုလို့ကိုတိုင်ရင်သားချင်းချင်းမှုလို့အနိုင်ဆုံးအစဉ်အနည်းဆုံးအင်အားနဲ့နှိမ်နင်းခဲ့စဉ်လုံးကစစ်တပ်မှလူမရှိတော့ပါဘူးတက်ပြက်နေပြီလို့ပြောခဲ့တာဘသူတည်းလဲခင်ဗျားတို့စစ်တပ်မှအလန်တိုင်းနဲ့မင်းအောင်လိုင်းပဲကြံပါတော့လေလို့ဝါဒဖြန့်ခဲ့တာဘသူတည်းလဲခင်ဗျားတို့ တမတော်ကကိုနိုင်ငံသားချင်းချင်းကိုတိုင်းရင်းသားချင်းချင်းမို့လို့ဇပွဲဝိုင်းကိုလာခဲ့ပါဇပွဲဝိုင်းကိုလာခဲ့ပါ PTSD အလင်းဝင်ပါလို့ဖိတ်ခေါ်စဉ်တော့ကသွေးကြွေးမှာဆွေးနေစရာမရှိဘူးဆိုပြီးကွန်မြူနစ်လမ်းစဉ်ကိုလိုက်ခဲ့တာဒူတွေလေခင်ဗျားတို့အခုကြတော့လေစစ်တပ်ကလင်းရင်နဲ့ဘုံကျဲလို့ဆိုပြီးငိုကြွေးနေကြတာခင်ဗျားတို့နော်ကျွန်တော်ဒီအထီးကြီးဆိုတာက KNU တပ်မဟာလေးနဲ့နေ KNU ကောရီကိုတိတ်လိုက်ပြီးမြောက်ရီကိုတိတ်လိုက်ပြီးလို့ပြောခဲ့တာဘာလို့လဲ KNU မြောက်ရီကိုမသိမ်းနိုင်တဲ့အခါကျတော့မြောက်ရီကအဓိကဟုတ်ပါဘူးနေပြီးတော့ကအဓိကဘာလို့ပြောခဲ့တာလဲ KNU နေပြီးတော့ကိုချိန်ဦးမလဲနိုင်တဲ့အခါကျတော့ရန်ကုန်မှာဌာနချုပ်ဖွင့်မယ်လို့ပြောခဲ့တာလဲ KNU တွေ့ဆုံဆွေးနွေးစရာအကြောင်းမရှိဘူးဆိုပြီးစစ်ပောင်းကိုချဲ့တာလဲ KNU နော်ခါတော့ခမတို့စစ်ကိုခေါ်လို့စစ်ကိုလာတယ် ထရရွရှင်နေနော်ဒီထီကြီးဆိုတာကထီကြီးမော်တော်နဲ့ဇက်ကုံတဲ့ရေးရှိတယ်နော်အဲမော်တော်တင်းနေလာရင်မော်တော်နဲ့ထိုင်းစင်ခွန်လားမသိဘူးเนาะနေဆက်ကုန်တော်ကြီးခဲ့ရှိတယ်ဆိုတော့ကျမတို့အခုပြီးခဲ့တဲ့9လပိုင်းတည်းကကြိုးပြီးတော့နိုင်ငံရေးတုံးသက်ခဲ့တယ်တမရော်ကထီခင်မော်တော်နေဆက်ကုန်တော်ကြီးကိုပြန်ပြီးထိ ቸው နိုင်ပါလိမ့်မယ်2025 9လပိုင်းကုန်နေ10လပိုင်းတည်းမှာတမရော်ကကြောက်မဲလို့เนาะ တိန်နီတို့တီဘောတို့ကိုပြန်ပြီးထင်းချုပ်နိုင်လိမ့်မယ်။အာဒါကရှမ်းမြောက်ဘက်၊ကရင်ဘက်မှာဆိုလို့ရှိရင်မြောက်ဟိုဒီအာရှလမ်းမကြီးအပြင်ထီးဟီမောတောင်နဲ့ဆက်ကုံတော်ရေကိုလည်းတက်မတော်ကပြန်ပြီးထင်းချုပ်နိုင်လိမ့်မယ်လို့ကျွန်မစီးရင်နိုင်ငံကြီးဂျိုဝီတုံသက်ခဲ့ပါတယ်။နော်။ဒါပြင်အခု2025စက်တလပိုင်းပထမဘက်ဒုတိယဘက်အတွင်းမှာတက်မတော်တီမူဆယ်တရငါးမိုင်နဲ့ဆက်ကုံတော်ရေကိုပြန်လဲလဲပနိုင်ဖို့အတွက်အဲ့ဒီတက်လျှောက်မှာတက်မတော်ကအောင်လန်လှင့်ထူနိုင်လိမ့်မယ်လို့လည်းကျွန်မဂျိုဝီတုံသက်ခဲ့ပါတယ်။ နေဆက်ကုံသွင်းရေးနဲ့ပတ်သက်လို့ထင်ကျုံကံပိုက်တင်းနော်ထင်ကျုံကံပိုက်တင်းမှာအထူးစီးပွားရေးဆောင်ရှိရတဲ့အတွက်ဒီထင်ကျုံကံပိုက်တင်းကံပိုက်တင်းထဲမှာလည်းပဲတက်မတော်ကတိုင်ပွဲသတင်းနဲ့အောင်ပွဲသတင်းတွေကြားရပါလိမ့်မယ်ကြားရလိမ့်မယ်လို့ကျွန်မနိုင်ငံရေးကြိုပြီးသုံးသပ်ခဲ့ပါတယ်ကြံရှိနေတာကတော့ချင်းပြည်နယ်ဖလန်းတစ်ခုလေနော်ချင်းပြည်နယ်ဖလန်းကဘာနဲ့တူလဲဆိုတော့အန်ဖလန်းတောင်ခံအန်ကိုဖလန်းကိုတက်မတော်ကခက်ခဲခက်ခဲတိုက်ရလိမ့်မယ်ဘယ်လိုမျိုးလဲဆိုတော့တောင်ခံ နောင်ချိုတောင်ခန်းကိုတိုက်တယ်လို့ပဲရန်ကုန်မိကုံအစွမ်းကုန်တက်မလို့ကခက်ခက်ခက်ခဲတိုက်ယူရလိမ့်မယ်။ကြံသောနေမီဒီမှာတော့တက်မလို့နေနဲ့အခုနော်အာကြောက်မဲကိုတိတ်လိုက်တယ်လို့မကြခင်မှာသိဖို့ဟိုတက်မလို့ကပြန်ပြီးထိန်းချုပ်နိုင်တော့မယ်။ခက်ခဲမရှိလွယ်ကူစွာအောင်မြင်စွာထိန်းချုပ်နိုင်လိမ့်မယ်မြမတက်မတော်ကအောင်လံလွှင့်နိုင်လိမ့်မယ်လို့ထပ်မှန်ပြီးနိုင်ငံရေးစီရင်ကြိုးပြီးတုံ့ပြန်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်က ချင်းမီနယ်မင်းတပ်မြို့နယ်ထင်းချောင်းကျေးရွာကိုညအချိန်မတော်မှာစစ်တပ်ကပုံချဲတဲ့အတွက်ထက်တဲ့အကြောင်းသားတွေတိဆုံးသွားပါတယ်တဲ့။ဒါကြောင့်မလို့ဒီကိနေကောင်လေးစပြီးတော့မြို့နယ်တွင်းမှာရှိတဲ့အကြောင်းနေအားလုံးပိတ်ထားဖို့ပအားဖကညွှန်ကြားပါတယ်။ဆိုတော့အများကြီးအချိန်မတော်ထက်တန်းចောင်းသားတွေစာတန်းចောင်းမှာမပါလို့နေလဲဆိုတာသူတို့ကိုသူတို့အတိအုံဖြစ်ပါလိမ့်မယ်။ဒီနေရာမှာအဓိကပြောချင်တာကအခုဒီပအဖာတို့နော်ပကဖာတို့ပသုံးလုံးတို့အန်ဥကြီးတို့ပြည်တည့်ရတို့အကုန်လုံးကစစ်ကြုံပညာကြီးအလိုမရှိဆိုပြီး ကလေးတွေအကုန်လုံးကိုလမ်းမပေါ်ဆွဲတင်ခဲ့တယ်။စာသင်ခန်းထဲမှာအေးချမ်းစွာပညာသင်ကြားနေတဲ့ကလေးတွေကိုစင့်ကြုံပညာရေးအလိုမရှိဝါရမိုင်းတိုက်ပြီးလမ်းမပေါ်ဆွဲတင်တယ်။နိုင်ငံရေးဆိုတာဖြိုးသလားမဲသလားမသိအမေနို့နန်အောင်မစင်သေးတဲ့၅နှစ်၆နှစ်ရွယ်ကလေးလေးတွေကိုဖော်ပွဆိုလာမှကြောက်တက်မယ်လို့စိုက်ပုတ်လေးတွေကင်ပြီးလမ်းမပေါ်ဆွဲတင်ခဲ့တယ်။မဟုတ်ဘူးလို့မင်းနဲ့နော်။မဟုတ်ဘူးညင်း38မိနစ်တိုင်ခဲ့ပြီးပါကြီး38ချက်ချမှာ။ ဘဘဆူလာမကြောင်းတက်မယ်လို့ဆိုင်ပေါ်လေးတွေကင်ခိုင်းပြီးခင်ဗျားတို့လမ်းမပေါ်ဆွဲတင်ခဲ့။ဒါဆိုရင်ခင်ဗျားတို့ပြောတဲ့စစ်ကြုံပညာရေးထဲပုံမူကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်။ပညာရေးတင်ကြားမှုတင်တင်ရုံညွန်တဲ့တစ်ခုခင်ဗျားတို့ရေးဆွဲနိုင်ရမယ်။ဘယ်မှာလဲ2021 20နဲ့23သုံးနှစ်တာကာလအတွင်းခင်ဗျားတို့အချိန်ယူခဲ့တယ်ဆိုရင်တော့အခု24 25မှာဗမာလေးအန်ယူဂျီရဲ့ပညာရေးညွန်တဲ့ ဘယ်တင်ရုံညွန်းနိုင်တဲ့အခုလက်ရှိခမားတို့စာတင်ကြောင်းတွေမှာတင်ကြားနေတယ်။ခမားတို့ကြွေးကြော်တဲ့ Federal Democracy ပညာရေးကိုခမားတို့အဖေခေါ်နေတဲ့ MNTA နယ်မြေမှာအဲ့ဒီပညာရေးနဲ့တင်နေသလား။ခမားတို့အဖေခေါ်နေတဲ့ပလောင်နယ်မြေမှာကို NUG ရဲ့ Federal Democracy ပညာရေးကချမှတ်တဲ့တင်ရုံညွန်းတန်းနဲ့တင်နေသလား။ KIA မှာတင်နေသလား။ KNU နယ်မြေမှာတင်နေသလား။လက်ရှိ NUG ကမလေးရှားနိုင်ငံလောက်ပကြယ်ဝန်းလောက်ရှိတဲ့နေမျိုးကိုထိ ंछ ုပ်ထားနိုင်ပြီးစိုးမိုးထားနိုင်ပြီးလို့ဇော်ဝေဆူ ပညာရေးဝန်ကြီးကျန်းမာရေးဝန်ကြီးဇော်ဝေဆိုးပြောထားတယ်။အဲ့ဒီငဲမီးမှာလက်ရှိ NUG ကချမှတ်တဲ့ Federal Democracy တင်ရုံးညွန်းနှန်းနဲ့တင်းနေသလား။အဲ့ဒီတင်ရုံးညွန်းနှန်းကပါလေ။ခင်ဗျားတို့ရဲ့ Federal Democracy စံချိန်စံညွန်းကဒီမှာလေ။2021 2022 2023နှစ်အတွင်းမှာ NUG ရဲ့ Federal Democracy ပညာရေးမှာတင်ကြားပြီး12တန်းအောင်မြင်သောအကြောင်းသားတွေကို အခု24 25နှစ်နှစ်အတွင်းမှာဘယ်နိုင်ငံကတက္ကသိုလ်တွေကအတိမတ်ပြုတ်ပြီးချိတ်ဆက်ပြီးတော့ဘယ်နိုင်ငံမှာတက္ကသိုလ်ပညာရေးသင်ကြားနေတယ်လဲဥပမာကျမက morphology ကို first year မှာသင်မယ် research paper ကို second year မှာသင်မယ်ဥပမာ syntax ကို p1 မှာပြောင်းသင်မယ်လို့ကိုကအဲ့ဒီလိုပြောလိုက်လို့ရှိရင်ဒီစာရေးကဒီ cleaner တွေနဲ့ light ဖိတ်ရင်မ light ဖိတ်ဆိုတာကိုယ်တိုင်လေ့လာသင်ယူတက်မြောက်ပြီးမှသိမှာ မားတို့ဘဲပညာရေးကိုဆုံးခန်းတိုင်အောင်တင်ပြီးပြီလေခမားတို့ပြောရဲစစ်ကြုံပညာရေးက၈မျိုးရှိနော်ကဘာပညာရေးတောင်မှနာပြောဖတ်ရေးအစဉ်တွေး speaking reading writing listening thinking ၅မျိုးပဲရှိရဲ့မြမပညာရေးခမားတို့အထင်သေးနေတဲ့စစ်ကြုံပညာရေးက၈မျိုးရှိတယ်ကြားဘူးလားသူစီပူကဝီလီတီတာ အခရာဆွမ်းဆုံးဤရှင်လုံးမူတီကုံးပန်းတွင်နှိမ့်တိုင်းစင်တော့စာတင်ပြုံမှုအခြေမှုတို့သူစီဘူပါဝိလိတိတာအခရာဆွဲဆောင်အီရှက်လုံးကိုတီကုံးပန်းတွင်နှိမ့်တိုင်းစင်တော့ကုန်းပောင်ခက်မာရဲကမြမပညာရေးကရှစ်မျိုးရှိရဲခမရတို့အန်တို့တီပညာရေးဘလောက်ရှိတယ်လဲဖက်ဒရယ်ဒီမိုကရေစီပညာရေးဘလောက်ရှိတယ်လဲခမရတို့မှာတီကြရဲမူဝါဒတင်ယုံညွန့်နဲ့မရှိဘဲနဲ့ကလေးတွေအကုန်လုံးကိုစာသင်ခန်းထဲကကလေးတွေကိုလမ်းမပေါ်ဆွဲတင်ပြီးတော့ ကလေးတွေရဲ့အနာဂတ်ကိုချိုးဖျက်ခဲ့တာရိုက်ချိုးခဲ့တဲ့တရားခံကခမရလို့ပဲအခုလက်ရှိကမ္ဘာကုလသမဂ္ဂယူနီဆက်ကနေပြီးတော့ထုတ်ပြန်တယ်မြန်မာနိုင်ငံမှာပညာသင်ကြားခွင့်ကလေးတွေငယ်ပေါင်း၈တန်းပညာသင်ထားခွင့်ဆုံးရှုံးနေတယ်အဲ့ဒီ၈တန်းတွေခမရတို့အန်ယူဂျီထိချုပ်ထားတဲ့မလေးရှားနိုင်ငံလောက်ကျယ်ဝန်းတဲ့နေမျိုးတွေမှာဖြစ်တယ်ဒါဆိုရင်ကလေးတွေပညာရေးဆုံးရှုံးတာအနာဂတ်တွေမဲ့အောင်စစ်ကြုံပညာရေးအလိုမရှိဆိုပြီးဝါဒမိုင်းတိုက်ပြီးကလေးတွေဘွားကိုဖျက်ဆီးခဲ့တဲ့တရက်ခန့်ခင်ဗျားတို့ပဲ မားတို့မှာတိကျတဲ့မူဝါဒပါရှိတယ်ခမားတို့ရဲ့ Federal Democracy တင်ယုံညွှန်းနိုင်တာဘယ်မှာလဲတနည်းနဲ့နဲ့သုံးနှစ်အတွင်းမှာရေးဆွဲထားလို့အချိန်ယူရဲဆိုရင်တော့နှစ်နှစ်အခု24 25နှစ်အတွင်းမှာဘယ်မှာလဲเนาะအခုကမ္ဘာကုလသမဂ္ဂပါဝင်နိုင်ငံတကာကအဖွဲ့အစည်းတွေအကုန်လုံးထုတ်ပြန်တဲ့မြန်မာနိုင်ငံမှာကြောင်းတက်နိုင်တဲ့ခလီးတငယ်စင်းအကုန်လုံးကလက်ရှိတက်မတော်ဆိုတာထိချုပ်ထားတဲ့စာသင်ကျောင်းတွေမှာကြောင်းတက်နေတဲ့ခလီးတငယ်စင်းကိုပဲဖော်ပြတာ။ ခင်ဗျားတို့ NUG Federal Democracy ပညာရေးကျောင်းမှာသင်ကြားနေတဲ့ကလေးတငယ်စာရင်းကိုမပေါ်ပြဘူး။ဒါဆိုရင်နိုင်ငံတကာကခင်ဗျားတို့ပညာရေးကိုစောက်ဖတ်မလုပ်ဘူးဆိုတာပေါ်လင်းနေ။ကျတော့ခင်ဗျားတို့ကကိုယ်တိုင်းကတိကျတဲ့မူဝါဒသင်ယူညွန့်တန်းမရှိဘဲနဲ့ကလေးတွေရဲ့ဘဝကိုနော်နိုင်ငံရေးမှာချနိုင်ခဲ့တဲ့အောက်တန်းစားတွေဖြစ်တဲ့အောက်တန်းစားမဟုတ်ဘူးဆိုရင်ခင်ဗျားတို့ NUG ရဲ့ Federal Democracy သင်ယူညွန့်တန်းကိုချပြနိုင်ရမယ်။ ဒီမှာငါတို့ပညာရေးကဒီလိုရှိရဆိုပြီးကဘာကိုချပြနိုင်ရမယ်2021 2022 2023သုံးနှစ်တာအတွင်းမှာအနုကြည်ကနေ12တန်းအောင်မြင်သွားတဲ့ကလေးတွေဘယ်တိုင်းနဲ့ဘယ်တက်ကတူနဲ့ချိတ်ဆက်ပြီးပညာသင်ကြားနေရတယ်ဆိုတာကျွန်တော်တို့ချပြနိုင်